ားလုံးမင်္ဂလာပါကျွန်တော်တို့ Facebook and YouTube monetization best saving ကနေပြီးတော့ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် Facebook ကို monetization ကိုနှစ်လနဲ့ monetization အအောင် run နဲ့နေနေ YouTube ကို၄လနဲ့ monetization အအောင်ဘယ်လိုစနစ်တကျ run မလဲဆိုတဲ့အပိုင်းနေပါပါတော့နော်အဲ့တော့ကျွန်တော်ရဲ့သင်တန်းမှာဘာတွေပါမလဲဆိုလို့ရှိရင် Facebook နဲ့ဆိုလို့ရှိရင် Facebook ရဲ့တည်တင်တည်ထိုက်ပဲပေါ့နော် monetization နဲ့ပတ်သက်တဲ့ အာ policy တွေ community standard တွေ intellectual properties နဲ့ပတ်သက်တဲ့အာအချက်တွေပေါ့နော် now limited originality of content violation တွေအာဒါတွေကိုသိရမယ့်အပြင်ကိုမှကျွန်တော်တို့ security ဘိုင်းနေပေါ့နော် cyber security နဲ့ပတ်သက်တာဆိုလို့ရှိရင်ကျွန်တော် security ဘိုင်းနေကျွန်တော် page တွေမပါတော့အောင်ဘလို့မျိုးအာကျွန်တော်တို့အနေနဲ့ထိန်းသိမ်းရမလဲဆိုတဲ့အချက်တွေပေါ့နော်ပြီးတော့နှစ်လတည်းနဲ့ monetization အောင်အောင်ဘလို့ strategy တွေတုံးပြီးတော့ကျွန်တော်တို့ page ကို run ရမလဲဆိုတဲ့အပိုင်းတွေပေါ့နော်ကျွန်တော်တို့ရဲ့ content ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အပိုင်းတွေပါဝင်မယ်အဲအဲ့ဒီအပြင်ကမှအာကျွန်တော်တို့အနေနဲ့ YouTube မှာဆိုလို့ရှိရင်လေလေးလာနဲ့ monetization အောင်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လို run ရမလဲဆိုတဲ့အချက်တွေပြီးတော့တည်တင်းတည်ထိုက်တဲ့ policy တွေရှောင်းရင်ရှောင်းရင်အချက်လက်တွေပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးပါဝင်မှာပဲဖြစ်ပါတယ်အဲ့ဒီအပြင်ကမှအာကျွန်တော်အနေနဲ့ editing နဲ့ပတ်သက်လို့ရှိရင် video editing ဆိုလို့ရှိရင်ကျွန်တော် Premiere Pro ပါမယ် Canva CapCut ပါဝါဒိုက်တာ Caster Sia ဆိုရဲဗီဒီယို editing software တွေပေါ့နော်ဒီ software တွေအကုန်လုံးကိုကျွန်တော်ဘယ်လိုအခြေအနေမျိုးမှာဘယ်လို content မျိုးတွေကိုဘယ် software နဲ့ edit လုပ်မယ် recording လုပ်မယ်ဆိုရဲ asset တွေကအစားကျွန်တော်ပါဝါမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော် photo editing အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် Adobe Photoshop ရယ် Canva ရယ်သုံးပြီးတော့ဘယ်လို edit လုပ်မလဲပေါ့နော်အဲ့အပြင်ကိုကျွန်တော်ဖုန်းနဲ့ဆိုလို့ရှိရင်လည်း Pixel Lab မှာ Pixel Lab ကိုဘယ်လိုပြောကြကြသုံးမလဲဆိုရဲအချက်ဒီပေါ့နော် အဲ့ဒီဟာတွေကိုလည်းကျွန်တော်အသေးစိတ်တင်ကြပေးပါတယ်အဲ့ဒီအပြင်ကကျွန်တော်တို့ audio editing ပေါ့နော် audio editing နဲ့ပတ်သက်လို့ရှိရင်လည်း Audacity ဆိုတဲ့ software ကိုတုံးပြီးတော့ကျွန်တော်တို့ audio recording ကို process and edit ပြန်လုပ်တဲ့နည်းတွေပေါ့နော်အဲ့အရာတွေကအစားကျွန်တော်ရှိမှာပါဝင်မှာဖြစ်တဲ့အတွက် narration event သွားမဲ့အာ channel မျိုးတွေကိုထောင်းတင်တဲ့အာ creator တွေအတွက်ဆိုလို့ရှိရင်လည်းအထူးတင်တော်ပါတယ်အဲ့ဒီအပြင် ျွန်တော်ဒီမှာဆိုလို့ရှိရင် AI tool အမျိုးမျိုးကိုတုံးပြီးတော့ content creation ကိုဘယ်လိုလုပ်မလဲဆိုတဲ့အချက်တွေလည်းပါဝင်မှာဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အာ music တွေဖန်တီးတဲ့နေရာမှာအာဘယ်လိုဘယ်လိုမျိုးကျွန်တော်တို့ AI tool ကိုတုံးပြီးတော့ own contents အနေနဲ့ပေါ့နော် own music အနေနဲ့ဖန်တီးရမလဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ background music အနေနဲ့ပဲတုံးမလားပေါ့နော်အဲ့လိုမျိုးတုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ AI tool တွေကိုတုံးပြီးတော့ music တွေကို creation လုပ်ပြီး copyright လွတ်အောင်ဘယ်လိုတင်ရမလဲဆိုတဲ့အချက်တွေလည်းပါဝင်တယ်။အဲ့ဒီအပြင်ကမှကျွန်တော်တို့ cinematic video ဆန်ဆန်ကျွန်တော်တို့ AI ကိုတုံးပြီးတော့ AI video တွေကိုကျွန်တော်တို့ဘယ်လိုဇလန်းတစ်ပုတ်ဖြစ်အောင်ဖန်တီးပြီးတော့လုပ်ကြမလဲဆိုတဲ့အချက်တွေလည်းပါဝင်မှာဖြစ်ပါတယ်။အခုလက်ရှိမှာလူသုံးများနေတဲ့ AI tool တွေတဲကနေပြီးတော့မှကျွန်တော် AI tool အမျိုး15မျိုးလောက်ကိုကျွန်တော်တေချာလေးအသေးစိတ်တင်ကြားပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တင်နန်းကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါ โอเคအဲ့ဒီအပြင်ကိုကျွန်တော်ဒီမှာ service ဘိုင်းနဲ့ပတ်သက်လို့ရှိရင်ပေါ့เนาะကျွန်တော်တို့ page ရဲ့အာ Facebook ဆိုလို့ရှိရင် Facebook page ရဲ့ကျူနီကျူဝါပေါ့နော်အာ page နီသွားတာတို့ဝါသွားတာတို့ဖြစ်တဲ့အချက်တွေအကုန်လုံးဖြစ်ရှင်းတဲ့နီးတွေအာပြီးတော့ community standard violation တွေဖြစ်တယ်ပေါ့နော်တခြား bullying harassment financial fraud scam ဒီလိုမျိုးဝါနီမျိုးတွေကိုကျွန်တော်တို့မိပြီးတော့ page ဝါသွားတာတွေနီးသွားတာတွေဖြစ်သွားပြီဆိုလို့ရှိရင်ဖြစ်ရှင်းတဲ့နီးလန်းအဆင့်အဆင့်တွေ ကျွန်တော် intellectual property ဖြစ်တဲ့ right many အာ copyright ဒါမှမဟုတ်ရှင် trademark ဆိုတဲ့ violation တွေကိုဖြေရှင်းတဲ့နည်းတွေအစသဖြင့် Facebook ရဲ့ violation အမျိုးမျိုးကိုဖြေရှင်းတဲ့နည်းလမ်းတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ report တင်တဲ့နည်းတွေ live chat try တဲ့နည်းတွေ live chat မပွင့်ရင် live chat ကိုဘယ်လိုရအောင် try ရမလဲဆိုတဲ့နည်းလမ်းတွေကအစပါဝင်တယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့အာ YouTube မှာဆိုလို့ရှိရင်လည်း YouTube ရဲ့ဒါ reuse content ကို community guidelines strike ကိုအာ copyright strike ကိုပေါ့နော် အဲအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်လေအဲကျွန်တော်တို့အနေနဲ့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတဲ့နည်းလမ်းတွေကိုကျွန်တော်အနေနဲ့အသေးစိတ်သေချာသင်ပေးတယ်ပြီးတော့အဲ Google support တင်းတဲ့ကျွန်တော်တို့ live chat ဘယ်လိုပြောရမလဲဆိုတဲ့အချက်တည်းအစအဲကျွန်တော်သေချာလေးအသေးစိတ်တင် जा ပေးတာဖြစ်တဲ့အတွက်ကျွန်တော်သင်တန်းပြီးသွားတာနဲ့ဒီနှစ်လနေလို့ရှိရင် Facebook မှာ monetization အောင်မှုအတွက်ကိုကျွန်တော်အနေနဲ့အာမခံနိုင်တယ် YouTube ဆိုလို့ရှိရင်လေးလနဲ့ monetization အောင်မှုအာမခံနိုင်တယ်ပေါ့နော်အဲ့ဒီ မှာကျွန်တော်တို့အခုလက်ရှိ Facebook မှာဆိုလို့ရှိရင် Facebook ကပြီးခဲ့တဲ့3ရက်လောက်ကကြောင်းလဲလာတဲ့သူတို့ launch လုပ်လိုက်တဲ့ update တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ reach ပဲတည်တံ့အောင်ထားတဲ့ page တွေ bonus ကြီးပဲတည်တံ့အောင်ထားတဲ့ page တွေ insurance ကြီးပဲတည်တံ့အောင်ထားတဲ့ page တွေပေါ့နော်အဲ့ဒီ page တွေကိုအာလာမယ့်ချက်လာပိုင်း30ရက်နေကြလို့ရှိရင်လုံးဝ monetization ပြီးတော့မှမဟုတ်ဘဲနဲ့ content monetization ဘယ်သူတွေကိုပဲပေါင်းထည့်ပေးသွားမယ်လို့ ဒါတရားဝင်ကြေညာလိုက်ပြီပေါ့နော်အဲ့ဒီအပြင်ကမှဝမ်းသာစရာတရင်ကနောက်ထပ်အခုမှစ run နေတဲ့ creator တွေအတွက်ဆိုလို့ရှိရင်လေဒီ monetization နဲ့ပတ်သက်တဲ့အချက်အလက်တို့အနေနဲ့ပြည့်မီရယ်ဆိုလို့ရှိရင်အားလုံးကိုဒီ content monetization beta tools ကို invite လုပ်သွားပါမယ်ဆိုပြီးတော့ဒါတို့ဘက်ကနေပြီးတော့တရားဝင်ကြေညာထားတာမျိုးကိုကျွန်တော်တို့ဖိခဲ့ရပြီပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့အခုချိန်ကနေစပြီး run မယ်ဆိုရင်ဒါအကောင်းဆုံးအချိန်ပဲပေါ့နော်အဲ့တော့ ကျွန်တော်တို့အနေနဲ့ဘလို့အချက်တွေက monetization run ကိုအရင်ချင်းပြည့်မီလဲဘလို့အချက်တွေကမပြည့်မီဘူးဒါတွေကတော့လိုအပ်နေတယ်ဆိုရင်အချက်တွေအသေးစိတ်တေချာတည်ပြီးစနစ်တကျလောက်သွားမယ်ဆိုလို့ရှိရင်အာကျွန်တော်တို့အနေနဲ့ invite လုပ်ခြင်းကိုခံရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ Facebook မှာ content creation လုပ်နေတဲ့သူတွေ YouTube မှာ content creation လုပ်ပြီးတော့ monetization run နေကြတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ best 7တင်တန်းကို လာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တင်တဲ့ကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ ကျွန်တော်ရဲ့ description မှာပေါ့နော် YouTube ကကြည့်ရတဲ့သူဆိုလို့ရှိရင်တော့အောက်က description မှာကျွန်တော်အာ Google Form လေးကိုထားထားပေးပါတယ် Facebook ကကြည့်ရတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အပေါ်က description ထဲမှာကျွန်တော်ရဲ့ Bus 7 Register Form လေးပေါ့နော် Google Form လေးကိုထားပေးထားပါတယ်အဲ့ဒီထဲမှာ Google Form ဖြည့်ပြီးရတယ်ကျွန်တော်ရဲ့ Facebook Account Messenger တော့လည်းကောင်းဒါမှမဟုတ်ကျွန်တော်ရဲ့ Facebook Page Messenger ကတော့လည်းကောင်းလာရောက်ဆက်သွယ်ပြီးတော့ပုံစံနိုင်ပါတယ်အဲကျွန်တော်ဖုန်းနံပါတ်လေးပဲချပေးထားတယ်ကျွန်တော်ဖုန်းတိုက်ရိုက်ဆက်ပြီးတော့လည်း ဆက်သွယ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်